ဒီအကျွေးစနစ်နဲ့ပို့တာရှိပါတယ်ရှင်အကျွေးစနစ်နဲ့ပို့တာကကြာတော့ဒီဂျပန်ရောက်မှဒီဂျပန်ရောက်ပြီးတလားနှစ်လားသုံးလားမှလေးလားမြောက်ကစပြီးတော့ဟာရှစ်လားတစ်နှစ်တွင်ဆက်ရတာပါဟုတ်အဲ့ဒါကတော့အကျွေးစနစ်ပေါ့ဟုတ်အကျွေးစနစ်ကိုပေးရတဲ့အကြောင်းရင်းကဒီကျမတို့နဲ့ချိန်ထားတဲ့ဒီ agency တထေးကအရန်သဘောကောင်းပါတယ်ဟုတ်သူ့အနေနဲ့ကလည်းဟို ပြောရရင်တော့အသက်အရွယ်ကရလာပြီးအငိမ့်သားယူလို့ရမယ်အရွယ်ကိုပဲသူကမြန်မာပြည်ကိုချစ်တယ်မြန်မာကလေးတွေကိုပြည်သူပြိုးထောင်ခြင်းနဲ့အဲအဆင်မပြေတဲ့လူတွေကိုသူကဟိုပေါ်တော့ငွေစိုက်ထုတ်ပြီးတော့ကိုသူကဂျပန်ကိုခေါ်တာအကျွေးလုတ်ပေးလို့ကျွန်တော်တို့ဒီကလေးတွေကိုအကျွေးစနစ်နဲ့ပို့ပေးနိုင်တာပါဟုတ်ဒီမှာကဒီဟိုအကျွေးစနစ်ဒီပကုံးမှာအကျွေးစနစ်နဲ့ကန့်သွင်းထားတာကသူကလုံးဝတည်ကြတယ် ီเจ้าကိုစတဲ့ဒီထောင်ခဲ့တဲ့အကြောင်းရင်းကဒီလူငယ်တွေပေါ့နော်လူငယ်တွေရဲ့အိမ်မက်ဒီအနာဂတ်ဒီလှပအောင်ပူပူတိုးတက်အောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ဖွင့်ပြခဲ့တာပါရှင်။ ်ကျောင်းကဘယ်နဲ့ကျောင်းရှိပြလဲဆိုအားလုံးပေါင်းစုစုပေါင်းတော့၈ကျောင်းတော့ရှိပါပြီရန်ကုန်မှာ၄ကျောင်းပေါ့နော်နေမှာကတော့၄ကျောင်းပါနေမှာကတော့အဲမန္တလေးရှိမယ်မကွေးရှိမယ်တောင်တီရှိမယ်ဒီပကူးရှိမယ်ပေါ့နော်ရန်ကုန်မှာဆိုရင်အဲတောင်ကလာရှိရယ်လိုင်ရှိရယ်အဲမြောက်တကုံရှိရယ်မြောက်ကလာပါရှိရယ်မြောက်တကုံနဲ့မြောက်ကလာပါကတော့ကမ်သွန်းထားတာပေါ့နော်ဒီတောင်ကလာနဲ့လိုင်ရကြတော့ဒေးလီတန်းနေပေါ့ဂျပန်ဂျမကဒီဟိုကိုကကိုကြီး တစ်ဖက်သားကိုကူညီနိုင်လို့အဲ့ကလေးကအဆင်ပြေတယ်ဆိုကျွန်မအရင်ပြည်တိဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်မကဒီကလေးတွေဟာလာသူတို့ဘဝသူတို့ရှည်ရဟာလာသူရဲ့အနာဂတ်တွေအဲပုံဖော်လို့ရအောင်သူတို့ရဲ့ရည်မှန်ချက်တွေပြေဝအောင်ဆိုပြီးကျွန်မကဒီတန်တန်လေးကိုခဲ့တာပါရှင်ဟုတ်ကောပို့လာကကြတော့ဟိုကြောင်းသွားတက်တက်ပေါ့နော်ဟိုကျွန်မမှာကြောင်းတက်ရင်းနဲ့အချိန်ပိုင်းလှုပ်လှုပ်လှုပ်တယ်ပေါ့နော်အဲသူတို့ရဲ့ပေါ့နော် student visa နဲ့ပို့တာကတခုရှိတယ်ပြီးသွားရင်အဲ training ဆိုပြီးအလုပ်တင်နဲ့ပို့တာရှိတယ်ပြီးတော့ကျွမ်းကျင် visa နဲ့ပို့တာလည်းရှိပါတယ်အဲ work visa နဲ့ပို့တာလည်းရှိပါတယ်ရှင်အခုကာလအနေနဲ့ကကြတော့ဒီကျောင်းထဲသွားတဲ့သူတွေများပါတယ်အဲအလုပ်ထဲကကြတော့ဒီလိုတချို့ကန့်သက်ချက်လေးတွေတော့ရှိတာပေါ့နော်ဒီအကျွေးစနစ်နဲ့ပို့တာရှိပါတယ်ရှင်အကျွေးစနစ်နဲ့ပို့တာကကြတော့ဒီဂျပန်ရောက်မှဒီဂျပန်ရောက်ပြီးတစ်လ၂လ၃လ၄လမြောက်ကစပြီးတော့ ရှစ်လတစ်နှစ်တွင်ဆက်ရတာပါဟုတ်အဲ့ဒါကတော့အကျွေးစနစ်ပေါ့ဟုတ်အော်အကျွေးစနစ်ကိုပြရတဲ့အကြောင်းရင်းကဒီကျွန်တော်တို့ ਨੇ ချိန်ထားတဲ့ဒီ agency တထေးကအရန်သဘောကောင်းပါတယ်ဟုတ်သူ့အနေနဲ့ကလည်းဟိုပြောရင်တော့အသက်အရွယ်ကရလာပြီးအရင်းသားယူလို့ရမယ်အရွယ်ကိုပဲသူကမြန်မာပြည်ကိုချစ်တယ်မြန်မာကလေးတွေကိုပြုစုပြူထောင်ခြင်းနဲ့အဲအစင်မပြေတဲ့လူတွေကိုသူကဟိုပေါ်တော့ငွေစိုက်ထုတ်ပြီးတော့ကိုသူကဂျပန်ကိုခေါ်တာ အဲအဲ့လိုမျိုးပေါ့နော်အဲအဓိကကတော့သူ့ကိုကျေးဇူးတင်ရမှာပါကျွေးလုတ်ပေးလို့ကျမတို့ဒီကလေးတွေကိုအကျွေးစနစ်နဲ့ပို့ပေးနိုင်တာပါဟုတ်ဒီမှာခေါ်တဲ့အလုပ်တွေတော်တော်များများကကြတော့ဒီပေါ့နော်ဒီဟိုတယ်မှာလုပ်ရတဲ့ပိုင်းတွေရှိမယ်အဲပြီးတော့အရင်ထမင်းပွေးစက်ရုံတွေရှိမယ်အဲပြီးတော့အရန်တဲ့စားတောက်ကုန်စက်ရုံတွေရှိမယ်အဲမှုရချုပ်တဲ့စက်ရုံတွေရှိတယ် ဟိုခေါ်တာတွေကတော့အများကြီးပဲဟုတ်ဒီမှာကဒီဟိုအကျွေးစနစ်ဒီပကုံးမှာအကျွေးစနစ်နဲ့ကန့်သွင်းထားတာကတော့လုံးဝတေးကြတယ်တေးကြတယ်ဆိုတာကဒီဒီဘက်ကပေါ့နော်ဒီခေါ်ဘက်ကအခေါ်တဲ့ဘက်ကတတိယဘက်ကဒီအုတ်ကြီးတို့ကဒီမှာဒီလူကြီးဒီအရက်နော်အရက်ဆိုရင်သူကကတ်တက်ထားတာလေအဲကတ်တက်တဲ့အရက်ကလည်းအဲလူလိုက်မီတဲ့အရက်တွေပါအမအရက်ဆိုရင်150စင်တီမီတာကိုလေးကြီး45ပြည့်မြင်ရမယ်အဲမျက်မှန်သမားမရဘူးပေါ့နော်အဲ့လိုမျိုးလေးကန့်သက်ပြီးတော့ကျွန်တော်တို့ဒီ လူရွေးပြီးကန့်သွင်းလိုက်တယ်ပေါ့နော်အဲဝင်ဝင်ဖြေလိုက်တယ်ပေါ့ဝင်ဝင်ဖြေလို့အောင်သွားပြီဆိုရင်အဲ့ကလေးတွေကဒီမှာကြောင်းသွားဆိုရင်ဒီကြောင်းစီကန်းနဲ့အညီလိုက်နာရတယ်အဲသူတို့ဂျပန်မှာအဲဂျပန်ရဲ့နေထိုင်မှုကိုဟိုအံဝင်ဝင်ကြဖြစ်အောင်လို့ဆိုပြီးတော့ခုကနေကသူတို့ကိုကျမတို့ကမနေ့ကိုစောတဲ့လေ့ကျင့်ကိုလည်းလုပ်ပေးတယ်ပြီးရင်နေ့စဉ်နေ့တင်ဒီတန်ရှင်းအလေ့အကျလောက်ရပါတယ်ဟိုမှာစာသင်ခန်းတို့အဲပြီးတော့မြို့ဖို့ဆောင်တို့ရေချိုးခန်းတို့အိမ်သားတို့ဒီဒီဟိုပါပေါ့ အဲကန်အကုန်လုံးပေါ့အလဲကြတန်ရှင်းလို့ရပါတယ်ပြီးတော့ရင်တို့ရဲ့ခန္ဓာကိုကြက်ခိုင်မှုရှိအောင်တက်လုံးကောင်းအောင်လို့တို့တို့တို့ညနေညနေတိုင်းကိုလေ့ကျင့်ခန်းတွေလုပ်ခိုင်းပါတယ်ဟုတ်အခုလက်ရှိကတော့ကလေးစိုးပေါ့နော်ဒီ၃ရက်လောက်တော့ကြုံခူးပါတယ်အဲ့ကလေးတွေကကြတော့ဒီလိုကျွန်တော်ကျွန်တော်ကအချွေးစနစ်နဲ့ပို့လိုက်တယ်အဲသူကဟိုလင်းကားလာပဲရှိသေးတယ်အဲတခြားသူတွေရဲ့အဆွဲကောင်းမှုကြောင့်ထွက်ပြေးတယ်ပေါ့နော်အချွေးမဆက်ဘူးအဲကြရင်ကျွန်တော်တို့ကတာဝန်ယူပြီးတော့ဒီတထင်းရဲ့အဲတာဝန်ခံနေနဲ့ကျွန်မကလိုက်ပြီးတော့ ူတို့ရဲ့မိဘတွေစီတွားပြီးတော့ဟိုမြေတားရက်ခံရတာပေါ့နော်အကျဉ်းချင်းဆက်ပေးဖို့အဲလိုမျိုးတွေလုပ်ရတာရှိပါတယ်ဒါကလည်းတော်တော်လေးတရားမှာတယောက်မရှိပါဘူးပေါ့နော်တော်တော်ကိုစိုးတဲ့သူတွေရှိတာပါဟုတ်ဒီပကိုးเจ้าမှာတော့ပထမပထမအတော့တော့ကလေအယောက်80ကျော်အကုန်လုံးဂျပန်ရဲ့ဟွာရောက်သွားပါပြီဟုတ်ဒုတိယအဲဟွာပေါ့ဒုတိယအတော့ကကြတော့ခုအဲကြံနေပါသေးတယ်သူတို့အင်တာဗျူးအောင်ထားတာကတော့60လောက်ရှိပါပြီ ဟုတ်တန်းကလည်းကြာလာပြီဆိုတော့ဟိုအခုထိထိဒီပေါ့နော်ဒီနောက်ပိုင်းမှာဆင်းပြည့်စုပေးတဲ့ဝန်ထမ်းလေးတွေကြောင်းပေါ့နော်ဒီ600ကျော်လောက်ကတော့ဟိုဆင်းပြရပါလေဟုတ်600လူတွေကကြာဆင်းမလုပ်ခဲ့တော့မတိလိုက်ရဘူးဟုတ်ဒီအကြောင်းအတွက်ကလည်းဘယ်လိုထောက်ပြပြလဲဆိုတော့ဒီ ရွာကလေးတွေဂျပန်သွားဖို့ဆိုရင်ဟလာဒေါ်လာ2800ပေါ့နော်အဲမြန်မာငွေနဲ့ဆိုရင်100 100ကျော်အဲအဲ့လောက်ကိုတို့ဟိုစိုက်ထုတ်စရာမလိုပဲနဲ့ဒီတထည့်ကထုတ်ပေးတဲ့အတွက်တို့အတွက်ပေါ့နော်ဟိုပူပဲပူပဲမဟုတ်ရှိဘူးပေါ့နော်ငွေနဲ့ပတ်သက်ရင်ပြီးတော့ကိုရောက်သွားလို့ရှိရင်အဲတို့အဲမိဘကိုအဲလာလာတဲ့ပတ်စံတွေလွှဲနိုင်တဲ့အခါကျတော့တို့ရဲ့ဘဝကြီး အဲတိုးတက်တိုးတက်တဲ့အောင်မြင်နေပေါ့နော်အဲအရာလေးကအထောက်အပြုပါတယ်ဟုတ်ကျမကတော့ဒီလိုထူးထူးလေးတော့ခလိုကြီးကြွားတဲ့ကြွားတော့မကြွားတတ်ဘူးပေါ့နော်ဒါမှမဟုတ်ဒီဂျမသာလောကဆိုရင်ဒီခိုင်ပါခိုင်ပါနေပြီဆိုရင်သိကြပါတယ်ဘာလို့လဲဆိုတော့ကျမက အဲကလေးတွေပေါ်မှာဒီစီနာထားတယ်မြတ်တာထားတယ်ဆိုတာရှိရဲကျွားဆိုးတယ်အဲအဲ့လိုပေါ်တခုခုဟလာဟိုတင်းနေချင်းမတက်နိုင်တာအဆောင်ချင်းမတက်နိုင်တာကျမတို့တူတူတိတ်လာပြောလေကျမအဲ့လိုမျိုးတွေကိုလေအဲလုတ်ပေးတယ်အဲ့လိုပေါ်ကျမဒီမှာနေစိစားစိအငိမ့်နဲ့ဂျပန်ရောက်သွားတဲ့သူဆိုလို့ရှိရင်လေလက်ရှိ၃ယောက်ရှိတယ်ရှင်ဟုတ်အခုရန်ကုန်မှာလည်းအဲ့လိုမျိုးပေါ်နော်ဟိုအများရောပေါ့အဲကိုယ်အိမ်မှာနေပြီးတော့သွားတာဆိုရင်တော့နေတာပေါ့ အဲကဲအဆောင်ကြီးအဆောင်ကြီးတော့မတက်နိုင်ဘူးဆိုရင်လည်းရတယ်တင်းနေချင်းမတက်နိုင်ဘူးဆိုရင်ရတယ်အဲ့လိုလူမျိုးတွေကတော့များတယ်ဒါနဲ့ဟိုရောက်တော့လို့ရှင်သူတို့ကတတင်းကျေဆိုဒီလိုမျိုးကတော့ပါတယ်ဗောအဲအဲ့လိုမျိုးတော့လာပါတယ်ကိုကလည်းပီတိဖြစ်ပါတယ်ဒါကသူတို့ရဲ့ကာဝကာဝရာတရားဘောနော်အဲလိုမျိုးပြီးတော့အစီအဝေးလုပ်ငန်းတွေရှိသေးတယ်အဲ့ဒါကြောင့်ကျွန်မကလည်းလုပ်နိုင်တာ ကျမကျမရွေးချယ်ကြီးမားတယ်ဟိုရှေ့လှုပ်ဆောင်မဲ့အလုပ်တွေအများကြီးရှိတယ်အဲ့ဒါဘာလဲဆိုတော့ကျမတို့အတွက်ဆိုရင်ကျမတို့ခုချိန်မှာ AAC စီနေလို့ရတယ်ဒါပေမဲ့ကျမ AAC မနေနိုင်ဘူးဟိုမရှိတဲ့သူတွေကိုရှေ့အောင်လုပ်ပေးခြင်းတယ်မပြည့်စုံတဲ့သူကိုပြည့်စုံအောင်လုပ်ပေးခြင်းတယ်နောက်ပိုင်းဟာတော့တော့ကလေးများခင်ဟာတို့ဟလာဘဝရေးအဲ့လိုကျမကိုယ်တိုင်ထောင်ကျင်တာရှိသေးတယ်အဲ့အတွက်လည်းကျမကဒီဟိုဟာပေါ့စူးစမ်းနေပါတယ်ဟုတ်